မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 30ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်တန်ဖြူစရမြို့နယ်ဖျားသုံးစုလမ်းမိုက်မှာအကြမ်းဖက်စစ်တပ်နဲ့ KNL PDF ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်သားအလောင်း6လောင်းကိုတိမ့်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ August 29ရက်နေ့ကတန်ဖြူစရမြို့နယ်ဖျားသုံးစုလမ်းမကြီး အနန်းကွင်းစခန်းနာမှာရှိတယ်ခေါနဝါရွာလန်းကွာမှာ KNL PDF တော်လိုင်းပူပေါက်တန်းနဲ့စကခ19လောက်ခန့်တရင်များဖြစ်တယ်ခမရ983ခမရ98ခွန်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီဘက်ကအင်အား90ကျော်ပါဝင်တဲ့စစ်ကြောင်းဟာ စစ်ကောင်စီတပ်သားအများပြားထိခိုက်သေဆုံးခဲ့တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်က MI-35 ရဟတ်ယာဉ်နဲ့ပစ်ကူပေးခဲ့တဲ့အတွက်ကြောင့်စစ်ကြောင်းတစ်ခုလုံးသေဆုံးခြင်းမရှိဘဲဒဏ်ရာများစွာနဲ့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်တိုက်ပွဲပြီးဆုံးတဲ့နောက်မှာတော်လိုင်းတပ်ဖွဲ့များကနယ်မြေရှင်းလင်းရေးပြုလုပ်တဲ့အချိန် စစ်သားအလောင်း၉လောင်းကိုတင်းစီရရှိခဲ့ပြီးတော့အဲ့ဒီစစ်သားမသားအလောင်းများကိုတော်လိုင်းပူပေါက်တပ်ဖွဲ့များကကောင်းမွန်စွာမြေမြုပ်ပေးခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီဘက်က MI-35 နဲ့ပြစ်ကူပေးပြီးတော့ကယ်ထုတ်သွားလို့သာအဲ့လိုသာမဟုတ်ရင်စစ်ကြောင်းတစ်ကြောင်းလုံးအကုန်တည်သွားနိုင်တယ်။တင်းရတဲ့အလောင်းက၉လောင်းပဲဒဏ်ရာရရည်လည်းအများကြီးပဲအကုန်လုံးနှိပါဒဏ်ရာရတာသူတို့အလောင်းတွေဘလောက်ကိုပြန်ဆွဲသွားလဲဆိုတာတော့သေချာမသိဘူးစစ်ကောင်စီဘက်ကတေဆုံသွားတဲ့မိသားစုဝင်တွေအတွက်ယောက်ျားတေဆုံတာမှန်ကန်ကြောင်းအထက်ကိုတင်ပြပြီးတော့ရော်ကြေးထုတ်ယူနိုင်ဖို့နဲ့ ရက်လည်ဆွန်းတော့ပြုတ်လုံနိုင်ဖို့အတွက်ဓာတ်ပုံတွေကိုထုတ်ပြန်ခဲ့တာပါလို့တော်လိုင်းပူပေါင်းတပ်ဖွဲ့ကတိုက်ပွဲမှာပါဝင်ခဲ့တဲ့ရဲဘော်တို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ကိုကိုဒီရွာဖုန်ကြီးကျောင်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်သိမ်းပိုက်ရာစစ်သား5ဦးသေဆုံးပြီးတော့ဗိုလ်ကြီးဝေဖြိုးသူနဲ့တပ်သားလှဖြိုးအောင်တို့ကိုလက်နက်9လက်နဲ့အတူအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ29ရက်နေ့မွန်းလွဲ2နာရီအချိန်ကနထိုးကြီးမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းမနဲ့တမိုင်ကအကွာမှာရှိတဲ့ကိုကိုဒီကြီးရွာဖုန်ကြီးကျောင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမြင်းညံခရိုင်အထူးစစ်ဆင်ရေးအဖြစ်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား ား9ဦးတေဆုံးပြီးဗိုလ်ကြီးဝေဖြိုးသူနဲ့တပ်သားလှဖြိုးအောင်တို့ကိုလက်နက်9လက်နဲ့အတူအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။စခန်းမှာက10ရောက်15ရောက်လောက်ပဲရှိတယ်စခန်းမှာစခန်းသိမ်းနိုင်ခဲ့တယ်တိုက်ပွဲကတနအီလောက်ပဲကြာတာစခန်းသိမ်းပြီးတော့လေရင်နဲ့ဘုံလာကျဲတယ်စူးရဲကုံရွာနဲ့ကိုကိုဒီရွာကိုဘုံလာကျဲတာစူးရဲကုံရွာကဘာမှမဆိုင်မဲနဲ့ဘုံကျဲခံရတာစူးရဲကုံရွာမှာကနေအိမ်တလုံးမီးလောင်တယ်လို့သိထားရတယ်။ကျန်တာကတော့စုံစမ်းနေသေးပါလို့စီရေးသတင်းရေးမြစ်ကပြောကြားထားပါတယ်။အခုလိုမျိုးစခန်းသိမ်းပိုက်ပြီးတဲ့နောက်မှာ 3နာရီခန့်အကြာမှာညနေ6နာရီ30မိနစ်အချိန်မှာတော့တရဟူးလေစိတ်ကနေတက်လာတဲ့လေရင်နဲ့စုရဲကုံချေးရွာကိုဘုံဒီနှလုံးကျဲချတိုက်ခတ်ခဲ့ပြီးတော့စက်တနက်နဲ့ပါပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်မှာတော့တိုက်ပွဲဖြစ်ပွားရာကိုကိုဒီချေးရွာကိုဘုံဒီတလုံးကျဲချတိုက်ခတ်ရာတရဟူးလေစိတ်ကိုပြန်လည်လက်ပြန်သွားတယ်လို့သိရပါဗါတယ်။၎င်းတိုက်ခတ်မှုကိုမြင်းကြံခရိုင်အမှတ်၄တရင်အမှတ်၁၀တရင်တို့ကပူးပေါင်းကတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီကအိမ်သုံးနဲ့လုပ်ငန်းသုံးလျက်စစ်မီတာကားများကိုလာမယ့်စက်တင်ဘာလ၁ရက်နေ့ကစတင်ပြီးတော့နှစ်ဆကနေသုံးဆနီးပါးအထိတုံးမြင့်ကောက်ခံမှာဖြစ်ကြောင်းကိုဒီကနေ့မှတရားဝင်ထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာမယ့်စက်တင်ဘာလ၁ရက်နေ့ကစတင်ပြီးတော့မီတာကားများကိုတုံးမြင့်ကောက်ခံမှာဖြစ်တယ်လို့သိရပါတယ်။လျက်စစ်ဓာတ်အားထုတ်လုပ်မှုဇယိမ်များနှဲ့လိုက်မြင်မာလာတဲ့အတွက် ဓာတ်အားကနှုံသားများကိုတုံးမြင့်ကောက်ခံခြင်းဖြစ်တယ်လို့စစ်ကောင်စီကပြောဆိုထားပါတယ်စစ်ကောင်စီကတုံးမြင့်ကောက်ခံတဲ့လျှက်စက်မီတာကားများဟာအိမ်သုံးအမျိုးအစားအတွက်ဓာတ်အားကတယူနစ်ကနေ90ယူနစ်အထိ50ကျပ်50တယူနစ်ကနေ100ယူနစ်အထိ100ကျပ်100တယူနစ်ကနေပြီးတော့200ယူနစ်အထိ150ကျပ်200တယူနစ်နဲ့အထက်ကို300ကျပ်အထိတုံးမြင့်လိုက်တယ်လို့သိရပါတယ်ဒါအပြင်လုပ်ငန်းတုံးအမျိုးအစားအတွက်တုံးမြင့်ကောက်ခံတဲ့လျှက်စက်မီတာကားကတော့တယူနစ်ကနေ900ယူနစ်အထိ250ကျပ် 900တယူနစ်ကနေပြီးတော့2000ယူနစ်အထိကို400ချက်2000တယူနစ်နဲ့အထက်900ချက်တုံးမြင့်ကောက်ခံခဲ့တယ်လို့သိရပါတယ်ရခင်ကကောက်ခံခဲ့တဲ့မီတာကနှုံတာအဟောင်းများကတော့တယူနစ်ကနေ90ယူနစ်အထိ35ချက်30တယူနစ်ကနေပြီးတော့90ယူနစ်အထိ90ချက်50တယူနစ်ကနေပြီးတော့85ယူနစ်အထိ80ချက်86ယူနစ်ကနေ100ယူနစ်အထိ90ချက်100တယူနစ်ကနေ150ယူနစ်အထိ130ချက် 151ယူနစ်ကနေပြီးတော့200ယူနစ်အထိ120ချက်201ယူနစ်နဲ့အထက်125ချက်ကောက်ခံခဲ့ခြင်းဖြစ်ပြီးတော့ရခိုင်ကောက်ခံခဲ့တဲ့လုပ်ငန်းမီတာခများကတော့တယူနစ်ကနေ900ယူနစ်အထိ125ချက်အနည်းဆုံးကနေတသိန်းတယူနစ်နဲ့အထက်ကိုတယူနစ်ကို 180ကျက်နဲ့သာအများဆုံးကောက်ခံခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါကြောင့်အိမ်3မီတာကများဟာနှစ်ဆနီးပါးဈေးတက်သွားပြီးတော့လုပ်ငန်း3မီတာကများဟာ3ဆနီးပါးဈေးနှုန်းမြင့်တက်သွားခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်အပါအဝင်နိုင်ငံတော်အားလုံးမှာဓာတ်ဆီနဲ့ဒီဇယ်ဈေးနှုန်းများငွေကျပ်100ကျော်ထပ်မံမြင့်တက်သွားပြီးတော့စက်သုံးစီဆိုင်တချို့မှာစီများထပ်မံပြက်လက်မှုများဖြစ်ပေါ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်လ30ရက်နေ့ရန်ကုန်မြို့မှာ92ဓာတ်ဆီ1လီတာကို3100ကျပ်ကိုဈေးနှုန်းမြင့်တက်သွားပြီးတော့မနေ့ကဈေးနှုန်းထက်92ဓာတ်ဆီ1လီတာကိုငွေကျပ်125ကျပ်ဈေးနှုန်းမြင့်တက်သွားတယ်လို့သိရပါပါတယ်။95ဓာတ်ဆီ1လီတာကို3240ကျပ်ကိုဈေးနှုန်းမြင့်တက်သွားပြီးတော့မနေ့ကဈေးနှုန်းထက် ငွေကျပ်125ကျပ်ဈေးနှုန်းမြင့်တက်သွားတယ်လို့သိရပါတယ်ဒီဇယ်ရိုးရိုးတလီတာကိုငွေကျပ်2655ကျပ်နှုန်းကိုဈေးတက်သွားပြီးတော့မနေ့ကဈေးနှုန်းထက်45ကျပ်ပရီမီယံဒီဇယ်တလီတာကိုငွေကျပ်3295ကျပ်အထိဈေးတက်သွားပြီးတော့မနေ့ကဈေးနှုန်းထက်65ကျပ်ဈေးနှုန်းမြင့်တက်သွားတယ်လို့သိရပါတယ် ဓာတ်ဆီနဲ့ဒီဇယ်ဈေးနှုန်းများမြင့်တက်သွားတော့လဲ73စီအယောင်းဆိုင်များအလုံးမှာစီများရရှိခြင်းမရှိသေးပဲ73စီတချို့ပြက်လက်မှုများဖြစ်ပေါ်နေတယ်လို့သိရပါတယ်ဒီနေ့စီဈေးတွေထပ်တက်ပေမဲ့စီဆိုင်တွေမှာ95မရတဲ့ဆိုင်များတယ်92ကတော့ရသေးတယ်တချို့ဆိုင်တွေမှာတော့ဒီဇယ်တောင်မရတော့ဘူးဘလို့တွေဖြစ်ပြန်ပြီလဲမသိဘူးတန်းစီတာမျိုးတော့အရန်ကြီးမလုပ်ရသေးဘူးစီထပ်ပြအောင်မှလာမသိဘူးလို့ရန်ကုန်ကတက္ကစီအငားရင်ပေါင်းတို့ကရှင်းပြထားပါတယ်ရန်ကုန်မြို့ကစီလုံငန်းရှင်တအူးကတော့လက်ရှိမှာ တီလဝါမှာ73စီခွဲတန်း PO များထုံမပေးဘူးလို့သိရပါဗယ်အမေရိကန်ဒေါ်လာဟာလည်းမနေ့ကစစ်ကောင်စီရဲ့ဗဟိုဘဏ်ထံကနေပြီးတော့လိုတလောက်မရတဲ့အတွက်73စီတင်သွင်းရန်ခက်ခဲမှုများဖြစ်ပေါ်နေတယ်လို့သိရပါဗယ်ရှေ့မှာလည်းဗဟိုဘဏ်ကအမေရိကန်ဒေါ်လာပန်း200နီးပါးထုတ်ရောင်းခဲ့တော့လဲစဉ်ဆက်မပြတ်ရောင်းချပေးခြင်းမရှိပါကစီပြက်လက်မှုနဲ့ဒေါ်လာပြက်လက်မှုများပြက်လက်ဖြစ်ပေါ်လာမှာဖြစ်ကြောင်းပြောဆိုခဲ့ပါဗယ်စီခွဲတန်း PO တွေမပေးပြန်ဘူး ဒေါ်လာလည်းမရတော့ပြန်ဘူးအခြေအနေကတနည်းရွှေတနည်းငွေဖြစ်နေတယ်လို့စက်သုံးစီရောင်းဝယ်ရေးလုပ်ငန်းရှင်တအုပ်ကပြောပြထားပါဗျ။ဇူလိုင်လနှောင်းပိုင်းနဲ့ဩဂတ်စ်လလယ်ပိုင်းအထိကိုရန်ကုန်အပါအဝင်တနိုင်ငံလုံးမှာစက်သုံးစီပြက်လက်မှုများအကြီးအကျယ်ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာစစ်ကောင်စီရဲ့ဗဟိုဘဏ်ကအမေရိကန်ဒေါ်လာတန်း200ထုတ်ရောင်းပေးလိုက်မှသာလျှင်စီပြက်တနာပြေလည်ခဲ့တယ်လို့သိရပါဗျ။ယခုအခါမှာဒေါ်လာလိုသလောက်မရောင်းပေးပါကစီပြက်တနာတကြောပြန်ဖြစ်လာမယ်လို့စီလုံငန်းရှင်များကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်အပအဝင်နိုင်ငံတော်မှာအင်စည်းကားများနဲ့လူငယ်များကိုဖမ်းဆီးပြီးတော့စစ်တပ်ထဲကိုခေါ်ဆောင်သွားမှုများရက်ကွက်နဲ့ခြေရွာအုပ်ချုပ်ရေးမှုအဖွဲ့များကလည်းလူငယ်များကိုအတင်းအကျပ်ဖမ်းဆီးပေါ်တာဆွဲပြီးတော့စစ်တပ်ထဲကိုပို့ဆောင်မှုများဖြစ်ပေါ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ28ရက်နေ့ည9:00နာရီအချိန်မှာရန်ကုန်တိုင်းလှိုင်မြို့နယ်မာလာမြိုင်6လမ်းတောင်းနယ်ဗဟိုလမ်းအနီးမှာလူငယ်9ဦးကိုအင်စည်းကားများနဲ့ကင်းလည်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကခေါ်ဆောင်သွားတယ်လို့သိရပါတယ်။စစ်တပ်ကလမ်းမှာတားဆီးခေါ်ဆောင်ခံရတဲ့လူ ငယ်များဟာလိုင်မျိုးနယ်ရက်ကွက်များကလူငယ်များဖြစ်ပြီးတော့စစ်မှုထမ်းရန်မဲပေါက်ထားသူများဖြစ်တဲ့အတော့သက်ဆိုင်ရာယာအိမ်မှုရက်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့များနဲ့အတူလိုက်လံရှာဖွေခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲအင်းစိန်မျိုးနယ်ကန်းနာအလဲရက်ကွက်အုပ်ချုပ်ရေးမှုစိုးမြင့်နယ်ယာအိမ်မှုဘူကြီးခေါ်ပူကြီးတို့ကရက်ကွက်အတွင်စစ်မှုထမ်းရမယ်လူငယ်များဆိုင်ရင်နဲ့ပြည်သူလုံခြုံရေးအဖွဲ့ဝင်တွေမှပါဝင်ကြမယ်။တက်ကြီးပိုင်းအမျိုးသားများဆိုင်ရင်ကိုကောက်ခံနေပြီးတော့ရက်ကွက်နေပြည်သူများအနေနဲ့ပူးပေါင်းဆောင်ရွက်ကြရန်ချင်းချောက်ဖိအားပေးနေတယ်လို့သိရပါတယ်။အကယ်၍မပူးပေါင်းပါက စစ်တပ်ကိုခေါ်ပြီးတော့ပေါ်တာဆွဲတဲ့ပုံစံမျိုးနဲ့ဖမ်းဆီးမှုများဖြစ်ပေါ်လာမယ်လို့ချိန်ချောင်းနေတယ်လို့သိရပါတယ်။အလားတူပဲဩဂတ်လ29ရက်နေ့မနက်9:00နာရီဝန်းကျင်အချိန်မှာမန္တလေးတိုင်းဝမ်းတွင်းမြို့နယ်စူပန်အုပ်စုစူပန်ကြီးရွာကစစ်မှုထမ်းရမဲပေါက်ထားတဲ့လူငယ်နှအုပ်ကိုစစ်တပ်ကလာရောက်ခေါ်ဆောင်ရမှာလူငယ်နှအုပ်ကိုနေအိမ်မှာမတွေ့ရတဲ့အတွက်ဖခင်နဲ့အကိုဖြစ်သူတို့ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။စစ်မှုထမ်းမှုမဲပေါက်ထားတဲ့လူငယ်နှအုပ်ကစံရှင်နဲ့ကလာအဲ့ဒါကိုစစ်တပ်ကလာဖမ်းတော့မရှိလို့ ခေါ်သွားတာကစန်ရှင်ရဲ့အဖေဥမောင်ဆုံးတဲ့ကလားရဲ့ရောက်ကတိကိုတင်ကိုကိုဖမ်းသွားတယ်။ဝမ်းတွဲမြို့နယ်မှာတရွာကိုနှစ်ယောက်ပေးခိုင်းတယ်။မပေးရင်ရွာထဲအထိဝင်ဆွဲတယ်။တခြားရွာတွေမှာလည်းပါတဲ့သူကပါပြေးတဲ့သူကလည်းပြေးနေပြီ တားမရှိရင်မိဘကိုခေါ်သွားတယ်။လာစဉ်စစ်တပ်ကရွာထဲမှာတိတ်ဆိတ်ဝင်လာပြီးတော့လာခေါ်တဲ့အချိန်ကမနက်၄နာရီနဲ့မနက်၅နာရီကြားပဲလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ဒါ့အပြင်ဩဂတ်စ်လ25ရက်နေ့ညပိုင်းကပဲခူးတိုက်အနောက်ချမ်းပြည်မြို့နဝင်းနယ်မြေရွှေလက်လရက်ကွက်မှာလျှက်စစ်မိများဖျက်တော့ပြီးတော့စစ်တပ်ကလူငယ်များကိုဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။လူငယ်၁၀ဦးထက်မနက်ဖမ်းဆီးခံရပြီးတော့ဖော်ကားများနဲ့စစ်တပ်ထဲကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်။အေရဝတီတိုင်းဂွာလေးကြီးရွာမှာလည်းကြီးရွာအုပ်ချုပ်ရေးမှူးစံဝင်းက လူငယ်များကိုရက်ွက်ယုံကိုခဏလာရောက်ရန်စိတ်ခေါ်ခဲ့ပြီးတော့ရက်ွက်ယုံကိုရောက်ရှိလာတဲ့လူငယ်များကိုဖမ်းဆီးချုံနှောင်ကဖျားပုံခလာရ68တပ်အတွင်းကိုပို့ဆောင်လိုက်တယ်လို့သိရပါဗျ။ဒါ့အပြင်အေယာဝတီတိုင်းမအူပင်မြို့နယ်အမတ်ခွန်ရက်ွက်အုပ်ချုပ်ရေးမှူးတန်ထော်စစ်ဖွဲ့ပါတီဝင်ပယံလုတဲ့သူကရက်ွက်ထဲမှာစစ်မှုထမ်းဖို့အတွက်လူငယ်များကိုစုဆောင်းခြင်းနဲ့ငွေကြေးကောက်ခံခြင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ယခုကမှပြည်သူလုံခြုံရေးအဖွဲ့များကိုဖွဲ့စည်းရန်အတွက်အသက်60ကျော်အရွယ်တက်ကြီးပိုင်းအမျိုးသားပါမကြံ စစ်မှုထမ်းတင်တန်းတက်ရောက်ရန်အတွက်အပန်ချဲဆန့်နဲ့လိုက်လံကြီးညာနေတယ်လို့သိရပါဗျ။စစ်ကောင်စီကပန်းထွန်းလိုအုပ်ချုပ်ရေးမှုတွေကြောင့်ပတ်ဆိုးရှည်နေတာအခုကျွန်တော်တို့ရက်ွက်တွေမှာပြေးစရာမြေမရှိမိသားစုအများပြရွေးချယ်စရာလမ်းမရှိတော့လို့နေ့စဉ်နဲ့အမျှအကြောက်တရားနဲ့ရင်ဆိုင်နေရပါတယ်လို့အမတ်ခွန်ရက်ွက်ကဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ